နောက်တော့အဖြစ်ဒီ opposite priority ကိုပဲတတ်တတ်ရှင်းတယ် charging priority ကိုပဲတတ်တတ်ရှင်းတယ်ဒီနှစ်ခုကအနေငယ်ဆက်ဆက်နေတယ်ဒီဆက်ဆက်နေတဲ့ဟာကိုပေါ့နော်အရှင်းပြဖို့ကလက်တွေ့လက်တွေ့ကြတော့နည်းနည်းခက်တယ်ခက်တော့ဘာလုပ်ရလဲဆိုတော့ကျွန်တော်အခု PP3 PP keeper 3.0ကိုအခုညီကိုယူပြီးတော့ပေါ့နော်ဒီ opposite priority နဲ့ charge priority နှစ်ခုကိုဘယ်လိုဆက်ဆက်နေလဲဆိုတော့ရှင်းပြပြီးမှဖြစ်ပါတယ် တင်မာဒီမှာကျွန်တော် SUV ထားထားတယ်အောက်က EVN Utility SNU ထားထားတယ်ပေါ့ Charging Priority ပေါ့နော်အဲ့တော့ဘယ်လိုလုပ်လို့လဲအချက်ဝင်ကြည့်မယ်အဲ့တော့ဒီမှာတော့ PVN Grid Charging လို့ပြောတယ်ပေါ့နော်တကယ်ဟုတ်လားမဟုတ်လားတစ်ချက်ပြန်ကြည့်မယ်ဒီမှာဆိုတော့က800ကျော်ထွက်နေတယ်ဒီမှာအတော့95ကျော်ထွက်နေတယ်ပေါ့နော်အဲ့တော့ဒီမှာ grid bypass လို့လည်းပြောတယ်ပေါ့ grace fiber ဆိုပြီးပြောတယ်ကျွန်တော် setting ချိန်လာတာကအာသွင်းမဲ့ setting ချိန်လာတာကအာသွင်းရမြချိန်လာတာဒီမှာ20ပေါ့နော်ဒီမှာတော့ तू က default နေနဲ့ပြတာ20ခွန် maximum charge current ကကျွန်တော်တို့ဝင်ချိန်လို့မရဘူးဒါ default အနေနဲ့ပြတာပေါ့နော်အဲ့ဒါကအတိုးလျှော့ရှိတယ်တစ်ခါကျရင်100ပြမယ်တစ်ခါကျရင်20ပြမယ်100ပြမယ်40ပြ BMS ကအလုံးလုံးပေါ့နော်အောက်က charging current ကတော့ charging maximum AC charge current ကတိုးလို့ရတာ20 amp ਆ တိုးလို့ရကျွန်တော်20 amp နဲ့ချိန်ထားတာတော့ဒီမှာကျွန်တော် maximum charge current က20%ဖြစ်နေတယ်ဒီနေရာမှာ20%ဖြစ်နေရတယ်เนาะဒီမှာ20%ဖြစ်နေရတယ်ဒီ charge နေရာမှာအတကယ်တော့မဖြစ်ဘူးခေါင်းလုံးဖြစ်လဲဆိုတော့ solar နေရတဲ့အားလေးနဲ့ပဲတွင်းနေတာပေါ့နော်အဲ့တော့ဒီမှာ PV and grid charging လို့သူပြပေးမိတယ်တကယ်တည်းကြတော့ solar နေဒီဘက်ကို battery ကိုအားသွင်းနေတာသူရှိရအားလေးနဲ့ပေါ့ ာတွင်းနေတာအာနောက်ပြောတော့ great card မှာ bypass ဖြစ်နေတယ်ပေါ့နော်215ရယ်215 215ဘူး bypass ဖြစ်နေတော့ဒီနောက်က great bypass ဟာကမှန်တယ်ဒါပေမဲ့ရွေးထားတဲ့ဟာက VPN utility ဆိုပြီးတော့တွင်းမယ်ဆိုပြီးဒီမှာ charging တွင်းမယ်ဆိုပြီးဒီမှာရွေးထားတာဖြစ်တယ် SUV နေထားပေါ့နော်အဲ့တော့ AC ကလိုက်ပြီးအာတွင်းမနေဘူးเนาะ AC က block watch ရှိတယ်ဆိုတော့ဒီမှာ AC watch က 84ဝါရှိတယ် AC ရ light arm twin တွေ bind bus တွေပေါ့နော် solar လည်းဒီမှာလောက်တဲ့အနေထားရှိတယ်ပေါ့နော်အဲ့တော့ solar က၃၀လောက်၃၀ဝတ်ထဲပုံများနေတယ် solar လောက်တဲ့သဘောရှိတယ်ပိုတဲ့ဟာကို battery ကိုတွေးနေတယ်ဒါမှ AC ဘက်ကအဲ grid က bind bus ပြီးနေတယ်ပေါ့နော်ဒါမှ grid ကိုကြည့်လိုက်တော့လေ grid ကတိတ်အများကြီးမစွဲဘူးနော်ဒီမှာကျတော့ ဂရစ်ကိုကြည့်လိုက်တော့ဂရစ်ကမြာကျော်ဒီမှာဆွဲတယ်ပေါ့နော်ဒီမှာဒီမှာ၃နေရာကျတော့လောက်ကကျတော့၅ကျော်ရှိတယ်အဲ့တော့ဂရစ်ကနည်းနည်းယူပြီးတော့လောက်ဖက်ကိုပေးနေတာဆိုလာလဲပိုတဲ့ဟာလေးကိုလောက်ဖက်ကိုပေးနေတာဆိုလာလဲအားသွင်းနေတာပေါ့နော်အဲ့တော့ SN ရွေးထားပြီမယ်လေဆိုလာနဲ့ဘက်ထရီအားပြည့်အောင်ဆိုလာနဲ့ဂရစ်နယ်ကပေါင်းပြီးရောသွင်းနေတာမဟုတ်ဘူး အဲ့တော့ကျွန်တော်စက်တင်ရချက်ပြန်သွားမယ်ဆိုလာဖတ်စ်ကိုပြောင်းကြည့်အောင်ဟုတ်ပြီဆိုလာကထောင်ကျော်ထွက်တယ်နော်ညီလေးနည်းနည်းပွင့်လာထောင်ကျော်ထွက်လာတယ်အဲ့တော့ဆိုလာဖတ်စ်ကိုကျွန်တော်ရွေးလိုက်တယ်ဆိုလာဖတ်စ်ကိုရွေးလိုက်တဲ့အတွက်ဟိုတီဆိုတဲ့အတန်လေးကြာရနော်အဲ့တီဆိုတဲ့ဟာက EPC ကိုပိတ်ချလိုက်တာဘာလို့ပိတ်ချလိုက်လဲဆိုတော့ဒီမှာကြည့်မယ် Solar Fast ကိုယူလိုက်တဲ့အချိန်ဒီမှာ grid ကကြည့်လိုက် grid ကကျွန်တော်တို့214ဘုတ်အဝင်ရှိတယ်ဒါပေမဲ့ inverter ထွက်ကိုကြည့်လိုက်230ဘုတ်ရှိတယ်အဲ့တော့ဒီမှာကဒီမှာ watt က0လို့ပြထားတယ်။ဘာကြောင့်0လို့ပြထားလဲဆိုတော့ဒီ grid ကနေအသုံးမရှိတော့လို့ inverter ကနေအသုံးမရှိတော့လို့ watt က0လို့ပြထား။ဒါပေမဲ့ဒီမှာဘိုးကမြင်နေရသေးတယ်။ဟုတ်ဘိုးရှိတယ် ဒီမှာ hash ရှိရဲဆိုတော့ချိန်နေတယ် grade ကရှိနေတယ်ဒါမှ inverter ကပေးမဖြတ်ဘူးဘာကြောင့်ပေးမဖြတ်လဲဆိုတော့ SOL fast ထားထားလို့ဖြစ်တယ် SOL fast ဆိုတဲ့သဘောတရားက solar ကိုဦးစားပေးမှာ solar ဦးစားပေးပြီးတော့ solar လောက်တယ်ဆိုရင် solar နေတော့သွားမယ် solar မလောက်ဘူးဆိုရင် battery ကနည်းနည်းယူဆွဲမယ် battery ကတက်မှတ်ဖို့တဲ့တဖြည်းဖြည်းကျလာမယ်ကျလာပြီးတော့လို့ရှင်သူတော်ဖြစ်လဲဆိုတော့ grade ကိုအချိန်ညာပေးဝင်မယ်နော် grid ကိုအချိန်ညာပေးဝင်မယ်ပေးဝင်ပြီးတော့ load ကိုသူက bypass ပေးလိုက်မယ်ပေါ့နော်အာ grid ကချာဂျင်းသွင်းနေပြီပေါ့နော်အဲဆိုလည်းဟိုဒီချိန်မှာ solar ကိုဖြောက်ဖြုတ်ချလိုက် grid ကဘိုးရှိရယ်မာ solar လည်းရှိနေတယ်အဲဒီချိန်မှာကျွန်တော် solar ကိုပိတ်ချမယ်မဖြစ်မလားကြည့်ကြည့်ရအောင်ပြလိုက်ပြီတီးဆိုတဲ့တန်လေးမိလာလေ ော် grid ကိုပိတ်ဝင်သွားပြီ solar ကကျွန်တော်ပိတ်လိုက်ပြီဒါ solar first က solar မရှိတော့ရင် grid ကိုတော့ပိတ်ဝင်တယ်နော် SVU ကြတော့အဲ့လိုမဟုတ်ဘူးအဲ့တော့64 64အထိခွာထပ်ခွာကြည့်တာ အဲ့ဒီနေ့ကရုံးပေးရဖြစ်တဲ့အတွက်မိလာဖို့တော့များတယ်ပေါ့နော်ဟောပြေးဝင်သွားပြီနော် tax ဆိုတဲ့အတန်လေးချန်ကြားလိုက်တယ်ပြေးဝင်သွားပြီ64ရောက်သွားပြီအဲ့တော့အချိန်မှာဆိုတော့ဘာလို့လုံးမလဲချက်ကြည့်မယ်ဟောဂရိကဘာလို့နေလဲဆိုတော့1000ကျော်ထွက်လာပြီလောက်ကိုလည်းသူကပေးတယ် ဘက်ထရီကိုလည်းအားသွင်းတယ်ဘက်ထရီကိုအားသွင်းလဲဆိုတော့ဒီမှာကြည့်တာကျွန်တော်ဘက်ထရီဘက်ထရီကိုအားသွင်းတယ်27နဲ့သွင်းတယ်နော်27နဲ့သွင်းနေတယ်ဆိုတော့ကျွန်တော်ကခုနက AC ကိုချိန်ထားတာတောင်းလိုက်ချိန်ထားတယ်ဆိုတော့နှစ်ဆယ်နဲ့ချိန်ထားတာဟုတ်တော့ပိုတဲ့အကြောင်းအရာရှိတယ်ဘာကြောင့်လဲဆိုတော့ဆိုလာပါမျိုးဆိုလာကလည်းသွင်းတယ် grid ကလည်းသွင်းတယ်ဒီဘက်ထရီကိုအားကြောင့်မို့သူက29ရာခိုင်နှုန်းနဲ့ပေါ်နေတာ ။ဒါမှကျွန်တော်ဆိုလာ first ရွေးထားတယ်။နန်းတော်ဒီမောင်ကအဆန်ရွေးထားတယ်။အဲ့ချိန်မှာမှသူကတွင်းလာတာ။နော်အဲ့ချိန်မှာကျွန်တော်တွင်းလာတယ်။ဟာနော်။အတော့65အထိဆိုတော့ကျွန်တော်တို့ကနည်းနည်းလေးဟိုတရားထိစောင့်အောင်ကြာကြီးဖြစ်မနေတူတယ်အဲ့တော့69ကျွန်တော်နာဘူး69ပြောင်းကြည့်မယ်69 5%ဟာပြီပေါ့နော်ဒါ5%ပဲဟာတယ်ဒီရဲ့ချောက်ချုံလို့လည်းမရဘူးပေါ့နော်5%အနည်းဆုံးတော့ရှိမှရအောင်ဆိုတော့50ကိုထားမယ် OK ထားမယ်ပြီးသွားလို့ရှိရင်ပြန်ထွက်မယ်68ကနေ69ရာခိုင်နှုန်းကိုပြောင်းလာတော့မှာဖြစ်ပါတယ်အဲ့တော့ဗာစက်ဖြစ်မလဲကြည့်ကြည့်အောင်69ပြောင်းလာပါပြီဟုတ်ပြီဖြတ်ချလိုက်ပြီ69ရောက်သွားပြီဖြတ်ချလိုက်ပြီ ာမီးပြတ်သွားတာမဟုတ်ဘူးเนาะမီးပြတ်သွားမဟုတ်ဘူးဆိုတော့ကျွန်တော်ဘလို့တည်တယ်ဆိုတော့ဒီမှာဟောဘိုးကလက်ရှိနေတော့မယ် hash လက်ရှိနေတော့ work ဒါမရှိတော့တာပေါ့เนาะ PVC ဆိုတော့ဖြတ်ချလာပြီ60ကိုเนาะအဲ့တော့ကျွန်တော် SOL ကို69ရာခိုင်နှုန်းရောက်ရင်ဘလို့ဖြစ်သွားမလဲ90ရာခိုင်နှုန်းရောက်ရင်ဘလို့ဖြစ်သွားမလဲဆိုတော့ဒီမှာရှင်းပြလို့ပြီးပါပြီအားလုံးလည်းသဘောပေါက်နားလည်မယ်လို့ထင်ပါတယ် ါကိုကျွန်တော် utility first ပြောင်းကြည့်မယ်။ apply လုပ်မယ်။ SNU ပဲထားမယ်။ okay လုပ်မယ်။ပြန်တော့ကြည့်မယ်။ဟုတ်ပြီ။ inverter အတန်ကလည်းလည်းညံလာပြီ။ဒါလည်းလည်းထပ်ပန်းကားတန်လည်းထပ်လာပြီ။မကြည့်တာ AC work ကထောင်ကျော်လာပြီ။ เนาะဒီမှာက9ကြော်ပဲရှိတယ်ထောင်ကြော်လာပြီဘာကြောင့်ထောင်ကြော်လဲမနက20 ampere သူတက်လာပြီเนาะဒီမှာ charging current က20 ampere တက်လာဒါဆိုရင်ကျိန်းနေတယ်ဒါက AC ရဲ့ဒီဘက်က grid ရဲ့ဒီ solar ရဲ့ battery ကိုပေါင်းပြီးတော့အားသွင်းနေပြီဘာလို့လဲဆိုတော့ဒီမှာ ampere လည်းတက်လာပြီပေါ့เนาะအဲ့တော့ဒီမှာက state jack ကိုတစ်ချက်ကြည့်မယ်။ bypass ပဲတူပါတယ်မှာ။နေရာ တပိုဒီဘာ900လက်ဆက်တက်ကိုဘိုင်းပတ်ဆိုဆိုအဲ့တော့ Unity Fast ကိုပြောင်းလိုက်မှာ AC ရော Solar ရော Battery ကိုရောသွင်းတယ်ခုနကတော့အာဒီ Grid ကငြိမ်နေတယ်ပေါ့နော်အခု Grid က Grid နဲ့ Solar နဲ့ရောပြီးရောပေါင်းပြီးရော Battery ကိုအားသွင်းတယ်ဒါအောင်ပြလို့ရင်ဖြစ်ပါတယ်ဒီ setting ကြောင့် AC က ဘက်ထရီအဲဆိုလာနဲ့ဘက်ထရီကို SNU အခြေအနေမှာဆိုလာနဲ့ဘက်ထရီကိုပေါင်းပြီးရောသွင်းတယ်တခါကျရင်ရောမသွင်းဘူးဆိုတာဒီ setting ရောက်မှာဒီ setting ကိုသိရှိထားဖို့လိုပါတယ်အဲ့တော့ SNU နဲ့ခုနက SUV ရဲ့ utility first ကအနည်းငယ်ဆက်ဆက်မှုရှိတယ်ဒါကိုပြောပြောလုံရင်ဖြစ်ပါတယ်